ွားကောင်းပါပါတယ်။ငုံ TV ရီယိုလေးမှာတော့ထိုင်းစာကိုမိမိပတာမိမိအခုမှစပြီးတော့လေ့လာသူများအတွက်ရည်ရွယ်ပြီးတော့သင်ပေးခြင်းဖြစ်ပါတယ်။အာရပြီသားလူတွေကကြတော့ကြော်သားပေါ့နော်။ထိုင်းပြီးဆိုလို့ရှိရင်တော့အကုန်လုံး44လုံးရှိတယ်เนาะကောကိုင်ကောကိုင်ဆိုတာဘီရဲ့ပထမဦးဆုံးအလုံးကိုပြောတာเนาะကောကိုင်ကောကိုင်သူရဲ့ရေနီးတွေကိုရေးပြပြီးသွားမှာ ဖြစ်ပါတယ် ကောကိုင်ကောကိုင်အနည်းငယ်လေးအထဲဝင်ပြီးတော့အပြင်ပြန်ထွက်လို့ရှိရင်ရပါပြီဒီ B ရကြတော့ခေါင်းမပါပါဘူးเนาะခေါင်းမပါတဲ့အလုံးဖြစ်ပါတယ်သူ့ကိုဖက်လို့ရှိရင်တော့ဖက်ရင်တော့သူ့ကိုကော်လို့ဖက်ပါတယ်ကော်တို့မြန်မာစာပါလိုမျိုးပဲအာကကြီးဆိုလို့ရှိရင်ကရေးကရေးကကရေးချာကအဲ့လိုပုံစံမျိုး သူ့ကိုလည်းသူ့ရဲ့အတန်ကဖတ်လို့ရှိရင်ကောလို့ပဲဖတ်တယ်သူ့ရဲ့ဘီဒီကောကိုင်ကောကိုင်သူ့ကိုဖတ်ရင်တော့ကောနောက်တစ်ခုခောခိုင်ခောခိုင်သူကကြတော့အတန်မြင့်တယ်အမြင့်တန်ထဲမှာပါတယ်နော်ခောခိုင်ခောခိုင်သူကြတော့ခေါင်းကလေးပါတယ်ခော ขอที่ส่งสูงขอไข่ดูจ้าเนาะแพยินเนาะขอรูปแบบอะไรขออุปมาขอตระเนี่ตะปองเลยรู้ชินเนาะขออาขาอะไรประมาณนี้ถอดเลยเนาะกอไก่ขอไข่ที่จะเล่าจ้าเนาะขอขวดขอขวด ဘာကြတော့ခေါခိုင်ထက်ကိုခေါင်းနှလုံးပါပါတယ်နော်ခေါင်းနှလုံးပါပါတယ်ခေါခွတ်လို့ခေါ်တယ်သူ့ကိုဖတ်ရင်လည်းခေါလို့ပဲဖတ်ပါတယ်ขอพะโลရှင်ขอလို့ဖတ်ပါရနော်နောက်တစ်လောကကြတော့ คอควายคอควายตัวจ้ะเหรออตันนึกเดခေါင်းအထဲထဲမှာနေပါတယ်။ဖိုင်းစာတွေတေချာလိလာတဲ့အခါမှာခေါင်းကိုတတိထားရမှာဖြစ်ပါတယ်။ဘလို့ဆိုတော့ဒီဒီခေါင်းဒီခေါင်းတသေးလေးတွေအဝင်အထွက်တွေရှိတယ်ဖြစ်တဲ့ကြောင့်မလို့ဥမာဘယ်ဘီးကခေါင်းအတွင်းပိုင်းဝင်လဲဘယ်ဘီးကခေါင်းအပြင်ဘက်ထွက်လဲဆိုတာကိုတတိထားရမှာဖြစ်တယ်နော်။ သူ့ကိုဖတ်မယ်ဆိုလို့ရှိရင်လေခေါ်သူကကြတော့အနိဒံဘတ်သွားတယ်ခေါ်ခေါ်ခွန်ဒီလုံးကိုခေါ်ခွန်လို့ဖတ်ပါတယ်ခေါ်ခွန်ခေါ်ခွန်သူကကြတော့ခုနကအတိုင်းပဲအထဲဝင်ပြီးတော့အပေါ်မှာနှခုံးခုံပါတယ် ူ့ကိုဖတ်ရင်လည်းခေါ်လို့ပဲဖတ်ပါလေဒါပေမဲ့သူဒီလည်းအနိဋ္ဌံထဲမှာပါတာနော်ခေါ်လို့ပဲဖတ်တယ်နောက်တစ်လုံးခေါ်ရခံခေါ်ရခံသူ့ကိုခေါ်ရခံလို့ဖတ်ပါတယ်နော်သူ့ကိုခေါ်ရခံလို့ဖတ်ပါတယ်သူ့ကိုရေးမယ်ဆိုလို့ရှိရင်တော့ခေါင်းနှလုံးနဲ့ဖြစ်ပါတယ်ခေါ်ရခံ ူကိုဖတ်ရင်ခေါ်လို့ပဲဖတ်ပါတယ်ဒီနေရာမှာဒီဘီတွေကဘာလို့ခေါ်တယ်ကြီးပဲဆိုလို့ရှိရင်သူဒီကောကိုင်ကောကိုင်ခေါ်ခိုင်ခေါ်ခွတ်ခေါ်ควายခေါ်คนခေါ်ระคังဒီဘီတွေဒီသူ့နေရာနဲ့သူအသုံးပြုမှာဖြစ်ပါတယ်ငုံငူဒီတလုံးကငုံငူလို့ဖတ်ပါတယ် งองูงองูว่ากองป่าบาเลยงองูงองูตุกูผัดยินเนาะงอโลผัดบาเลยงองอโลผัดบาเลยเนาะเอาตะโลจอจานจอจานจอจาน သူကကြတော့အလေတန်လောက်ပဲနော်ဒီတင်ကိတာတွေကိုမှတ်ထားရမှာဒီလိုမျိုးဆိုရင်အနိတန်လို့ပုံစံမျိုးနဲ့ဖတ်ရမှာဒီလိုမျိုးအများဒီလိုမျိုးလေးထားထားပြလို့ရှိရင်ဒါအလေတန်ကြောတန်ကိုရေးပါမယ်ကြောတန်ကြောတန်သူ့ကိုဖတ်ရင်ကြောလို့ပဲဖတ်ပါရနော်ကြော ူကအလေတန်မို့လို့သူ့အတန်အနေထားကကြော်ကြော်တန်ကြော်တန်လို့ပဲဖတ်ပါတယ်။နောက်တစ်လုံးကကြတော့ချော်ချင်းချော်ချင်းချော်ချင်းလို့ဖတ်ပါတယ်နော်။သူ့ကိုရေးမယ်။ဆဆာရေးဆိုလို့ရှိရင်တော့ဘသူမှလည်းအရင်ကြီးတော့မလှဘူးပေါ့နော်။တောင်းတဲ့တယောက်ကတော့ကိုယ့်ရဲ့လက်ရည်ပေါ်မှာလည်းမတည်တယ် 超清超清，如果拍音了，超六百拍吧嘞，超。နောက်ဆုံးနံပါတ်30လုံးနော်ချော်ချန်းချော်ချန်းသူ့ကိုကြတော့အနေထံလိုပုံစံမျိုးနဲ့ပဲဖတ်ပါတယ်သူရဲ့ဘီးတွေလေးလာတဲ့ချိန်မှာဘယ်ဘီးကဘာအတန်ထွက်တယ်ဆိုတာကိုကိုကတခါလေးမှတ်ထားလို့ရှိရင်အဆင်ပြေပါတယ်နော်ချော်ချန်း ချောချန်းကိုရေးကြည့်မယ်နော်သွားကြတော့အရင်အပေါ်ကဘီးတွေနည်းနည်းစင်တူဖြစ်တယ်ချောချန်းဖတ်ရင်သူ့ကိုချောလို့ဖတ်ပါတယ်နော်သူကအနိဋ္ဌံထဲမှာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဒီလိုမျိုးဒီအပေါ်ကဘီးလိုမျိုးချောချင်းလို့အတန်မထွက်ပါဘူးနော်သူကချောချန်း သူကနှိပ်တယ်ပြကြောင်လို့အတန်းနိမ့်နေလေးပဲထွက်ပါရယ်နော်ဒီမှာဆိုလို့ရှိရင်ကော်ကိုင်ကော်ကိုင်ကိုဖတ်ရင်ကော်ခော်ခိုင်ဖတ်ရင်တော့ခော်ခော်ခွတ်ဖတ်ရင်ခော်ခော်ควายဖတ်ရင်ခော်ခော်คนဖတ်ขอ คอระคางแพ ขององูงองูไผงอจอจานจอจานไผจอชอชอชิงชอชิงไผชอชอช้างชอช้างไผชอ ချောအနေတံဖြစ်ပါတယ်เนาะဒီဗီဒီယိုလေးမှာတော့ဒီထိုင်း44လုံးတဲက10လုံးကိုပြပြပေးထားတာဖြစ်ပါတယ်เนาะခုနတော့ရေးနီးရကြတော့ကိုယ့်ဟာကိုယ်အစီအမီတလို့လိုက်ရေးလို့ရပါတယ်အခုအာဘီးတွေရဲ့အတန်ထွက်ကိုနောက်တစ်ခါပြန်ဖတ်ပြပါမယ်ကောကိုင်ကောကိုင်ခောခိုင်ခောခိုင်ခောခွတ်ခောခွတ်ခောควาย คอควายคอคนคอคนคอระคางคอระคาง งองูงองูจอจานจอจานชอชิงชอชิงชอชิงปีรอชอช้างชอช้าง အာဒီဗီဒီယိုလေးမှာတော့ဒီဆယ်လုံးကိုပဲအရင်ပြောပြပေးသွားပါမယ်နောက်ထပ်ဗီဒီယိုဒီမှာပြန်ဆောင်ကြမယ်ဟုတ်ကဲ့အားလုံးကိုအားလုံးကိုကျေးဇူးတင်ပါတယ်တကယ်လို့အဆင်ပြေတာရှိရင် comment မှာမေးထားလို့ရပါတယ်အမှားတွေပါလို့ရှိရင်လည်းတောင်းပန်ပါတယ်